င်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့ဇန်ခီရေးသားထားတဲ့ကိုရိုင်းသိရှိသွားမှုဆိုတဲ့အစီအစအုပ်ကလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါအောင်ရှင်။ဖျားစင်နေခြင်း ရုပ်တရက်တွေးရခတ်သွားသလားကျွန်တော်ခဏခဏတွေးပြတဲ့ analogical နိုင်ရှင်မှုလေးပါဂျင်မာဆော့တဲ့အချိန်နဲ့ဖျားစင်ရှိရောက်တဲ့အခါဘာတူလဲဆိုတော့ထားတဲ့စိတ်ပေါ်မှာမူတည်ပြီးအကျိုးတရားမှုရှိတယ်ဆိုတဲ့အချက်တူတယ်ဂျင်မာကျွန်တော်တွေ့ဘူးတဲ့လူတချို့ဆိုရင်နှစ်နာရီသုံးနာရီလောက်စောကြတယ်ဒါပေမဲ့နီးစနစ်စကြမဟုတ်ဘူးလေ့ကျင့်ရန်တစ်ခုနဲ့တစ်ခုကြမှာအနားယူတဲ့အချိန်ကယူကျင်တယ်လို့ယူတယ်ဆာဗီဆောလိုက် ဖုန်းပြောလိုက်ပြီးတော့တခြားလူတွေနဲ့စကားလေးပြောလိုက် အဲပြီးမှလေးချင်ကလေးပြန်လုပ်လိုက်လာရတာကြာသွားတယ်ခန္ဓာကိုယ်မှာတိတိတသားဘာတူတက်မိုးမှမရှိဘူးအဲ့ဒီလိုနှစ်နာရီသုံးနာရီလောက်ဤအောင်ဝလောက်တာထက်နိုင်ဝလောက်ကိုပဲအာယုံဆူဆိုင်မှုအပြင်းနဲ့လုတဲ့သူကအများကြီးထိရောက်တယ်လို့တိတာမှုလည်းအများကြီးကွာလိမ့်မယ်ဒီနေ့ရင်အောင်နဲ့ကြောဖို့အဓိကဆွဲမယ်ဆိုရင်တချင်းလေးနားထောင်တိုင်းရင်လဲဟက်ဖုန်းတက်အသက်ဝဝရှူပြီး ကိုတားကတ်ထားတဲ့မာစစ်ဂရုကျက်သားအဖွဲ့အစည်းတွေကို concentration စူးစိုက်မှုအပြည့်နဲ့အလုံးမြများခိုင်းပြလိုက်။ဟိုခုနကပြောတဲ့အီယောင်ကလုံနေတဲ့လူတစ်နှစ်ပြည့်လို့ဘာမှမထူတဲ့အချိန်မှာကိုကလုံးဝ fit ဖြစ်သွားပြီ။ stamina လုံနိုင်စွမ်းရော strength လုံနိုင်အားရောပိုတက်သွားပြီ။ထိုနည်း၎င်းပဲဖျားစင်ရှိရောက်တဲ့အချိန်မှာတချို့ဖျားတွေအကြာကြီးရှိခိုးကြတယ်။ဖျားစာတွေလည်းအများကြီးရကြတယ်။ဒါပေမဲ့အာယုံစူးစိုက်မှုမှာတရားနဲ့တော့ဘာအကျိုးမှထိရောက်မှုမရှိဘူး။စိတ်တွေကတောင်ရောက်မြောက်ရောက်စိတ်တူစရာတွေတွေး အကုတူတွေပွားပါဇက်ကတော့ဖျားစားတွေတတူရွတ်ဘယ်ခီးမှမရဘူးတချို့ဆိုရင်ဒေါသတောင်ပူကြီးလာလာပဲတချို့ဆရာတော်တွေပြောတာဖြစ်နိုင်တယ်ကိုဟာကိုနေတော့အကောင်းနဲ့ရိတ်သားရောက်တော့မှ အကုတူတွေအတုံးလိုက်အတက်လိုက်ရတော့တာပဲတဲ့ကျွန်တော်အနေနဲ့တော့အခုနောက်ကပြောတဲ့ gem analogy လေးလို့ပေါ့ဖျားရှိခိုးမယ်ဟုတ်ပြီဘာအတွက်လဲကိုကိုကိုအရင်မေးအဲ့ဒီရည်ရွယ်ချက်ဟာရှင်းလင်းပြသနိုင်ဖို့လိုတယ်တာဝန်အရာ ဒါမှမဟုတ်လုံနေကြအလုပ်တစ်ခုဖြစ်နေလို့ဆိုရင်တော့အကျိုးသက်ရောက်မှုမရှိသလောက်နည်းလိမ့်မယ်။မလောက်တာနဲ့ဆိုရင်တော့ပိုးတော့ကောင်းနိုင်ပါတယ်။အကုသို့မပွားမရအောင်ထိနိုင်ရင်ပေါ့။ကျွန်တော်ဖျားစင်ရှေ့ရောက်ပြီးဆိုရင်ဖျားနေတွေ့ဖို့လူစိတ်ထဲမှာထားတယ်။ကိုရွနေတဲ့ဖျားစာတွေကိုလည်းအ ਨੇ ဆုံးအချမ်းမြင်တော့နားလဲအောင်ကြိုးစားတယ်။နှလုံးသွင်းတယ်။15မိနစ်ပဲဖြစ်ဖြစ်၊နိုင်ဝက်တနိုင်ပဲဖြစ်ဖြစ်ဖျားနေစိတ်ကအတူရှိနိုင်သမျှရှိအောင်ကြိုးစားတယ်။ဆရာကြီးရွှေဦးတော်ပြောတဲ့နည်းကိုလည်းမကြခဏသုံးတယ်။ ဖခင်ရဲ့ရုပ်ပန်းတရံကိုစိတ်မန်းနဲ့ဖော်ကြည့်တဲ့နေ့ပါရုပ်တုမဟုတ်ဘူးနော်တကယ်အပြင်ကလူတယောက်ရဲ့ပုံစံထိရောက်မှုအကျိုးရှိမှုတအားသိပါတယ်ကျွန်တော်ဟိုးရင်ကဘာသာရေးလို့ရင်တာဝန်ကျေုံလုပ်ခဲ့ပြီးတော့ခွာချောင်းမှုကိုကောင်းကောင်းသိတယ်တခုမှရမှာကဒီဖခင်ရှိဖို့ဓာရီတရားထိုင်တာတွေဟာဖခင်အတွက်လောက်တာမဟုတ်ဘူးဆိုတာပဲဖခင်တင်ပြသွားသမျှနီးလန်းတွေဟာသူ့အတွက်တခုမှမပါဘူးကျွန်တော်တို့တွေ self cultivate ကိုကိုကိုပြိုးထောင်နိုင်မှုတသက်ပဲဒါကြောင့် ဒီနီလန်းတွေကိုလိုက်နာကျင်သုံးပြီးဆိုရင်တိုးတက်မှုတော့ရှိရလိမ့်မယ်။ပုံမို့အေးချမ်းလာရမယ်၊ကြည်လင်လာရမယ်။မေတ္တာဓာတ်တွေနဲ့ပိုထိတွေ့လာနိုင်ရမယ်။ကိုယ်တိုင်လည်းမေတ္တာဓာတ်တွေပေးနိုင်တယ်လို့ဖြစ်လာရမယ်။လက်တွေ့ဆံပိုးလိုပါတယ်။ဘုံကြီးတစ်ပါးစီကကြားဖို့တဲ့အကြောင်းလေးပြောပြချင်ပါတယ်။အဲ့ဒီဖုံဖုံကတချိုဇက်တွေနဲ့ပန်းချံတွေကိုတင်းချိုင်းတွေမှာစောက်ဖို့ကြိုးစားနေတဲ့ဖုံဖုံ။ဘာလို့လဲဆိုတော့မြမတင်းချိုင်းတွေကတံဝေကတရားရဖို့နေနေသသား အနှိတ်ထာယုံကြီးတွေဖြစ်နေလို့လူတွေကကျင်ကြတယ်ကြောက်ကြတယ်တဲ့ဖုံဖုံကပြောတယ်ခတ်တယ်တကားဖျားတိမဲဆိုရင်တော့လူတဲ့သူပေါ်တယ်ဒီကိစ္စကြတော့ဖုံဖုံတအိမ်တဆင်လိုက်အလူကန်တော့ထဲ့ကျင်တဲ့သူတိတ်မရှိဘူးပြောရမယ်ဆိုရင်ဈေးရော်ထီတော်ဆိုရင် အလူရဲ့ဝိုင်းလူကြတယ်အောက်ရောက်လာတဲ့နည်းအမျှအလူရှင်နေလိုက်လာတယ်တကယ်တမ်းကြည့်လို့မြင်လို့မကောင်းဖြစ်နေတဲ့တုတ်တန်တွေကအရင်ပြင်ဖို့ပိုအရေးကြီးတာမဟုတ်လား တခြားနိုင်ငံတွေရဲ့တုတ်တန်တွေဆိုရင်ပစ်နစ်ထွက်လို့ရတဲ့ပန်းချန်ကြီးတွေလိုပဲလှုပ်ထားကြတယ်။တဘာဝကြတယ်။ဘာလို့လဲဆိုတော့အသုဘကိစ္စတွေကတိတ်ဆိတ်ဖိစီးမှုများတဲ့ကိစ္စတွေစိတ်တော့ကရောက်နေတဲ့မိသားစုတွေလိုက်ပို့တဲ့သူတွေအနေနဲ့အေးအေးချမ်းချမ်းလှုပ်လို့ရတဲ့နေပြီးတော့နှစ်စင်ပြန်လာရမယ့်နေရာလည်းဖြစ်နေတယ်။နောက်တစ်ခုကကိုယ့်ရဲ့အဖေဖြစ်စေအမေဖြစ်စေဒီချစ်ခင်ရတဲ့သူရဲ့ရုပ်အလောင်းကိုထားခဲ့တဲ့နေရာကအမိုက်ပုံတတမဖြစ်တဲ့မူပြီးတော့နောက်တစ်ခု တော်တော်များများဖျားရီမှာဆိုလဲစီရီတော်ကြီးခန်းနာနေတာကလည်းလို့ဖျားဘူးတွေအတွက်တန်ရှင်းတဲ့အင်တာတောင်မရှိကြဘူးရှိတဲ့နေရာတွေကြတော့လဲညစ်ပတ်နန်းစောနေတာများတယ်တန်ဆင်ရေးအခန်းတွေကညစ်ပတ်နေတာတော်တော်ဆိုးတယ်ဖျားကြီးခန်းနာသည်မတန်ရှင်းတဲ့တန်ဆင်ခန်းတွေကကျွန်တော်တို့လူမျိုးတွေရဲ့အစဉ်ကိုနိုင်ငံခြားသားတွေအမြင်မှာတော်တော်နှိမ့်ကျသွားစေတယ်ညစ်ပတ်ကြတယ်လို့မြင်မယ်နိုင်ငံခြားသားတွေခဏထားပါဦးတန်ရှင်းမှုဆိုတာလူအစဉ်အတန်းဖြစ်တဲ့အတွက်တန်တန်ရှင်းရှင်းနေခြင်းအပြင် အစဉ်အတန်းမြင့်စေသလိုဖျားဘူးတွေလည်းစိတ်အေးချမ်းမှုရစေတယ်။ကုသိုလ်ကိစ္စအတွက်လည်းအကျိုးတော်တော်ရှိမယ်။ကုသိုလ်ကိစ္စတွေကစိတ်မှတည်တာဖြစ်တဲ့အတွက် လူတွေစိတ်ချမ်းသာစေမယ့်အရာတွေများများလုပ်တဲ့နယ်။ကျွန်တော်တို့လူမျိုးတွေဘာသာရေးလုပ်ပြီးဆိုရင်နိဗ္ဗာန်ကိုမြောက်ကိုပြီးလောက်ကြတာများတယ်။တကယ်တမ်းနိဗ္ဗာန်ဆိုတာဘယ်နေမှန်းလဲသိကြတာမဟုတ်ဘူး။ဟောတဲ့သူလည်းမသိဘူး။ယဟန်နာတို့ပစ္စေကဗုဒ္ဓတို့ဆိုရင်တော့သိမှာပေါ့လေ။နားတဲ့သူလည်းမသိဘူး။နောက်ဘဝအတွက် ဘာသာရေးလုပ်တဲ့လူများပြီးအခုလက်ရှိပြစ်စုံပန်းအတွက်အားထည့်တဲ့သူတွေအများနဲ့တယ်။နိဗ္ဗာန်ထက်သိပ္ပံဆန်တဲ့အတွေ့အခေါ်နဲ့ဘာသာရေးကိုလုပ်တင်နေ။အဲ့ဒါဆိုရင်လက်တွေ့ပူဆန်လိုက်မယ်။ပြီးတော့ဗုဒ္ဓဘာသာလောက်လက်တွေ့ဆန်တဲ့ဘာသာမရှိဘူး။ပြစ်စုံပန်းကိုအဓိကထားတဲ့လမ်းစဉ်ဘာနဲ့မှလည်းမချုံနှောင်ထားဘူး။ပြစ်စုံပန်းဘာသာအားလုံးစေတနာတရားထည့်မယ်ဆိုရင်နိဗ္ဗာန်ကိစ္စပြီးပါတယ်။ကိုယ်ကပါရမီပါလို့လောကုတ္တရာလောကကိုဝင်ခြင်းနဲ့ဆိုရင်လည်း လောကီကိစ္စတွေရှင်းပြရင်ဝင်ပေါ့ Buddhism Democracy and Etiquette တကယ်တော့ Democracy စနစ်နဲ့ဗုဒ္ဓဘာသာဟာအခြေခံအုတ်မြစ်ခြင်းအတူတူပဲတခုကနိုင်ငံရေးတခုကတော့ဘာသာရေးလူတော်တော်များများကဗုဒ္ဓဘာသာကိုဘာသာတစ်ခုလို့မြင်ပေမဲ့ကျွန်တော်အတွက်တော့ Way of Life ဘဝနေတိုင်းမှုပုံစံဆိုရင်ပုံမှန်နဲ့နှစ်ခုစလုံးကဘာတူတယ်လဲဆိုတော့လူတွေကိုစည်းကမ်းတကျလွတ်လပ်စွာနေစေခြင်းနဲ့စနစ်တွေဖြစ်တယ်။ စည်းကမ်းတကြားလွတ်လပ်စွာနေထိုင်ခြင်းဒီမိုကရေစီတိုင်းဝိုင်းမှာလူတစ်ယောက်ချင်းရဲ့ရပိုင်권တွေ individual rights တွေကိုအထူးကတန်ဖိုးအနေနဲ့ကာကွယ်ပေးတယ်သူတစ်ပါးရပိုင်권ကိုမထိခိုက်သေး၍ကိုယ့်ဟာကိုယ်ကြိုက်တယ်လို့နေခွင့်ရှိတယ်တချို့ထင်တယ်လို့ဒီမိုကရေစီရရင်ကြိုက်တာလုပ်လို့ရတယ်ဆိုတာလုံးဝမဟုတ်ဘူးထို့နည်း၎င်းပဲဗုဒ္ဓဘာသာဟာလည်းပဲကိုယ်ပျော်ရွှင်မှုအတွက်သူများနေနာတာကိုလုံးဝတားဆီးတယ်၅ပါးဒီလား၈ပါးဒီလားတို့နဲ့တားမြစ်ထားတယ် ဒီမိုကရေစီစနစ်မှာကြတော့ဥပဒေတွေနဲ့ဒါမြတ်တယ်။နောက်တစ်ခုဒီသီလတွေစောင့်ထိန်တာဟာတာဝန်ကျေယုံမဲ့ရှိတယ်လို့ဆိုရယ်။နောက်တစ်ဆင့်တက်လို့ရတယ်။သူများအသက်မသက်တဲ့အပြင် သူများအသက်ကိုကယ်တင်တယ်။မူတာစကားမဆိုရယ်အပြင် အကျိုးရှိတဲ့စကားတွေသာ ပြောတင်တယ်။သူများပြစ်စီမခိုးရယ်အပြင်ကိုရှိတာတွေပေးကမ်းတင်တယ်စသဖြင့်ပေါ့။တိုးတက်တဲ့ယဉ်ကျေးတဲ့ဒီမိုကရက်တစ်အတိုင်းဝိုင်းတွေမှာလည်း etiquette ဆိုတာတွေ civic duty ဆိုရယ် နိုင်ငံကြီးသားတာဝန်တွေရှိတယ်။ဒါတွေဟာစာချုပ်မချုပ်ထားပဲရှိနေတဲ့ social binding ခေါ်လူမှုရေးချီနှောင်မှုတွေပါ။ဒီတာဝန်တွေချီနှောင်မှုတွေကလစာရလို့လောက်တာမျိုးမဟုတ်ပဲကိုယ်အသိစိတ်တန်းနဲ့ကိုယ်လောက်ရတာဖြစ်တဲ့အတွက်အလေးထားတဲ့သူတွေရှိသလိုအလေးမထားတဲ့သူတွေလည်းရှိရဲ့။အလေးထားတဲ့သူများတဲ့လူအဖွဲ့အစည်းကတော့တိုးတက်အောင်မြင်နေတဲ့နိုင်ငံကလူအဖွဲ့အစည်းတွေဖြစ်တယ်။ဒီနေရာမှာမှတ်စေချင်တာကတိုးတက်အောင်မြင်လာလို့အလေးထားတာမဟုတ်ပဲအလေးထားလို့တိုးတက်အောင်မြင်လာတယ်လို့ပါ။ ဒါဆိုရင်ဘာတွေကိုအလေးထားရမှာလဲဆိုတာကြည့်ရအောင်နော်ဒီ civic duty ပဲဆိုတာတကယ်တော့ etiquette တွေပါပဲ dictionary ကဖော်ညွှန်ချက် etiquette the customary code of polite behavior in society or among members of a particular professional group လူမှုအဖွဲ့အစည်းသို့မဟုတ်အတိုင်းအဝိုင်းတစ်ခုခုမှာသတ်မှတ်ထားတဲ့ရင်းချတဲ့အပြုအမူများလို့အဓိပ္ပာယ်ထွက်ပါတယ်။တနည်းအားဖြင့်ပြောရရင် norms တွေပေါ့။ကောင်းမောင်းတဲ့အခါမှာလည်း ရော့အက်ဒီကက်တီရှိရယ်အတင်းကြော်တတ်တာတို့အတင်းတိုးတာတို့လမ်းမပေးတာတို့လူကူးမြင့်ကြောက်ကိုအေးမဆိုင်တာတို့ဆိုရင်အက်ဒီကက်မရှိတော့တာပေါ့အများပြည်သူပိုင်းနေရာတွေဥပမာပန်းချန်တို့ဖျားတို့စသဖြင့်မှာ အမိုက်ပြစ်ခွန်သွေးထွေးတာတို့ရုပ်ရှင်ရုံတွေမှာစကားအကျယ်ကြီးပြောတာတို့နေကြစေးကုန်တွေအမိုက်တွေကျမ်းမော်ပစ်ချတာတို့ရှေခုံမော်ခြေောက်တင်တာတို့ထမင်းစားဝိုင်းမှာဆိုရင်လဲပလောက်ပလောင်စားတာတို့ဘယ်သူမှအေးမဆိုင်ပဲ လပ်လပ်မြင်အောင်စားတာတို့ဒါတွေက etiquette မရှိတာတွေပေါ့ civic duties ကြတော့ကျွန်တော်အမြင်မှာနောက်တဆင့်မြင်နေအမျိုးသားရေးစိတ်ဓာတ်နဲ့ဆိုင်သွားပြီအခွန်မမှန်ကန်ကန်ဆောင်တာတို့တရားဥပဒေချိုးဖောက်မှုတွေတွေ့ရင်မဆိုင်သလိုမနေဘဲတရင်ပို့တာတို့ကလေးတို့မိမတို့ကိုနှိပ်စက်ရိုက်နှက်နေတာတွေ့ရင်ဝင်မကွင်တောင်းဆိုင်ရအဖွဲ့အစည်းတွေကိုအကြောင်းကြားပြတာတို့လာလေတဲ့နိုင်ငံသားဧည့်သည်တွေကိုလူမျိုးကုန်တအောင်ခေယူဆိုင်ပြတာတို့စသဖြင့်ပေါ့လေ နိုင်ငံအေဂျင့်အောင်တိုးတအောင်လူမျိုးကုန်တိတ်ခါတက်အောင်လုပ်တဲ့အလုပ်တွေပါပဲတကယ်တမ်းဆိုရင်မြန်မာပြည်ဟာဗုဒ္ဓဘာသာကိုးကွယ်တဲ့သူများတဲ့လျောက်ဒီမိုကရေစီစနစ်နဲ့ပေါ်ပွားစွာနေထိုင်ရမှာဖြစ်တယ်စီကံတွေနဲ့နေရတာဟာတိတ်ကိုလွယ်ကူတဲ့နေသူတစ်ပါးအတွက်ဆိုရလေခေါင်းထဲမှာတွေးလိုက်ရုံပဲဒါပေမဲ့ဆောင်းဒီလိုက်ပါနာဆင်ပေးခဲ့သူတူဦးတယောက်ချင်းစီတို့ကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်းနားဆင်ပေးဖို့အတွက်တောင်းဆိုပါရစေ။ဘေးပြားတွေဝေကွာပြီး တာယာလှပတဲ့နေရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ။